thank uh you -huh. မင်္ဂလာပါရှင်ကတိညိုသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်နိုင်ငံတကာတပ်တမန်ရေးမှ CRPH NUG အောင်ပွဲရသွားတာလို့ဒူချုပ်စိုးဝင်ကဝန်ခံလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသိအမှတ်ပြုရဲလို့ဆုံးဖြတ်ကြေညာခဲ့တာပါအဆိုပါဖြစ်စဉ်အပေါ်တမရော်အကြီးကဲဒူချုပ်စိုးဝင်ကတချို့အရှိတရားတွေကိုလက်ခံရမယ်နိုင်ငံတကာတပ်တမန်ရေးမှလေလိုက်အစိုးရလို့ တော်တို့တွေအနှိမ်ခဲ့တဲ့ CRPH နဲ့ NUG တို့အောင်ပွဲရသွားတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ဝင်183နိုင်ငံကတော့ CRPH ကိုလက်ခံသွားတာဒါအရှိတရားပဲကျွန်တော်တို့အနေနဲ့လက်ကိုခံရမယ်လို့ဆိုပါတယ်။ CRPH ကိုအတိမတ်ပြုရမှာပြည်သူလူထုထောက်ခံမှုအဓိကကြီးပုံရတယ်။ဒေါ်စုနဲ့ PDF တွေရဲ့ နံပါတ်10နောက်မှာ CRPH ကိုပြည်သူတွေထောက်ခံနေကြဆဲပဲအဲ့ဒီပြည်သူထောက်ခံမှုတွေကိုတန်တမာရေးအပါအဝင်တိုင်းပြည်တိဆောက်ရေးတွေမှာအရန်အရေးကြီးတယ်တော်လှန်ရေးပဲဖြစ်ဖြစ်အစိုးရလုပ်ငန်းစဉ်ပဲဖြစ်ဖြစ်အောင်မြင်ခြင်းရင်ပြည်သူထောက်ခံမှုကအဆုံးဖြတ်ပဲလို့ဒုချုပ်စိုးဝင်းကသူ့ရဲ့အမြင်တွေကိုဆွေးနွေးဖလှယ်သွားကြောင်းခုလိုပဲသိရှိရပါတယ်ရှင် ဆလဘီမြင်းကြံရည်ဦးနဲ့ဘီလေးမျိုးနယ်တို့တွင်စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံ60နီးပါးကျဲချတိုက်ခိုက်မှုစစ်သားအများအပြားတိုက်ခိုက်သေးဆုံးနဲ့ရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့ပေါ်မှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်သားအများအပြားတိုက်ခိုက်သေးဆုံးမှုရှိကြောင်းမြင်းကြံခရိုင်အမှတ်1တရရင်မှာတာဝန်ရှိသူတဦးကခုလိုပဲပြောဆိုထားပါတယ်။ အော်တိုဘားလ9ရက်နေ့တွင်မြင်းကျန်မြို့ပေါ်မှာအင်အား300ခန့်နဲ့ညောင်ပင်ရွာဘက်သို့ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကရွာကြီးရွာမှစတင်ပြီးစစ်ကြောင်းတွားလာလမ်းကြောင်းကိုအော်တိုဘားလ22ရက်နေ့အထိဘုံသီး58လုံးကျဲချတိုက်ခတ်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုအတွင်ကျဲဖက်စစ်သားအများပြားထိခိုက်သေးဆုံးမှုရှိပြီးအရေးအတွက်အတိအကျကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိအချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရှော်ဖြူကြီးရွာသို့ရောက်ရှိနေကြောင်းသိရှိရပါသည်။ စာခတ်သေးစင်းကတော့အတိအကျမသိရသေးဘူးတရားရတဲ့စာခတ်တွေဖြူခွေးတွေကိုမြင်းကြံစေရုံကိုတည်သွားတာကတော်တော်များများတွေ့ရတယ်ပထမဆုံးနေ့ကညောင်ပင်ရွာထဲမှာပဲအလုံး20လောက်ချလိုက်တာဆိုတော့တော်တော်ထီးတယ်ညောင်ပင်ရွာအဝင်မှာချတာမှတော်တော်ထီးတာအဲ့ဒီထဲမှာထီးတာတွေကိုအင်စည်းကား3စည်းနဲ့တည်သွားတာကိုအင်အားကများတယ်ညောင်ပင်ရွာကနေရွာကြီးရွာဘက် ဆုံးထိလမ်းတစ်လျှောက်ချတာလားအခုဆိုရင်ညောင်ပင်ရွာရွာကြီးကန်တောင်း တာယာကုန်းနဲ့ကုန်းတာအကုန်ကျော်သွားပြီလို့မြင်းကြံခရိုင်အမှတ်၁တရဲမှာတာဝန်ရှိသူတို့ကခုလိုပဲပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၁တရဲမြင်းကြံခရိုင်အမှတ်၈တရဲနထိုးကြီးမျိုးနဲ့ပါကပါနဲ့ရေစကြိုတပ်ပေါင်းမှဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်တပ်ကလက်နက်ကြီးများဒရုန်းများနဲ့ပြန်လည်တိုက်ခိုက်ခဲ့တော့လဲတော်လိုင်းရဲပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ဒါအပြင်စကိုင်းတိုင်းရေဦးမြို့မြောက်ပိုင်းသို့စစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခတ်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်မှာတရင်ထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ22ရက်နေ့မှာည9:30မိနစ်ခန့်တွင်ရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကိုရေဦးမြို့နယ်ရွာသစ်ရွာအနီး ရေဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတွလန်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။အလားတူမွန်ပြည်နယ်ပြည်လေးမျိုးနဲ့တပြေနီပရာဟိတကျောင်းအနောက်ကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုလည်းဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်းတပြေညုံ PDF ကသတင်းထုတ်ပြန်ထားပါသည်။အော်တိုဘောလာ23ရက်နေ့နဲ့9:38မိနစ်ခန့်တွင်ဘီလင်းမြို့နယ်တပြေနီ ရာဟိတကြောင့်အနောက်ကိုစစ်ကြောင်းထုံးလာတော့အင်အား80ကျော်ပါစစ်ကြောင်းကိုခွန်ရှိတုံညာကတက်ခွဲလေတပြေညိုတရင်ကဒရုန်းနဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခတ်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုမရှိတော့လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များကိုအထိကမ်းမရှိပြန်လဲဆောက်ခွာနိုင်ခြင်းရှိကြောင်းခုလိုပဲသိရှိရပါတယ်ရှင် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့မြားရီမြို့နယ် KK ပတ်မှထွက်ပြေးလာသောနိုင်ငံသားသားများစုတွင်တရုတ်နိုင်ငံသားများဖြစ်ကြောင်းလက်ရှိတာခိုင်လူဝင်မှုကြီးကြပ်ရေးကလည်းစီစစ်မှုများလှုံ့ဆော်နေပြီးသက်ဆိုင်ရာတရုတ်တန်ရုံနဲ့ချိန်ဆက်ဆောင်ရွက်နေခြင်းလည်းရှိကြောင်း စီစဲမှုများတွင်ပါဝင်ကူညီပေးနေသောတရုတ်မြန်မာထိုင်းစကားပြန်တချို့ထံမှသိရှိရပါသည်စစ်တပ်ကလည်း KK ပတ်မှနိုင်ငံသား138ဦးကိုဖမ်းဆီးရရှိထားကြောင်းယမန်နေ့ညပိုင်းသတင်းမှထုတ်ပြန်ပြောဆိုထားပါသည် KK ပတ်မှ BGF ကအဓိကလုံခြုံရေးတာဝန်ယူရာဆောက်လုပ်ထားတဲ့အွန်လိုင်းကြားဖြင့်ဆန္ဒတစ်ခုဖြစ်ပြီးမြရီမျိုးနဲ့မေတော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းတွင်တရှိကြောင်းအခုလိုပဲသိရှိရပါသည်ရှင် ဆလဘီတရားမဝင်ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများလောက်ကင်ပါဝင်ပတ်သက်မှုနှင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဗိုလ်ချုပ်နိုင်စောဦးကိုရာဒူးမဖေရှားကဖမ်းဆီးလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများလောက်ကင်ပါဝင်ပတ်သက်မှုနှင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဗိုလ်ချုပ်နိုင်စောဦးကိုရာဒူးမဖေရှားဖမ်းဆီးလိုက်ကြောင်းစစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးစင်ရောကခုလိုပဲပြောဆိုထားပါသည်။ တရားဝင်ကုံတွယ်မှုများကိုဖန်ဆီးရမှာစတင်ပြီးဟိုဘုံဤပညာចောင်းអូជីបូមូចុតန့်တင်ဆိုနဲ့တိုင်းမှုបូចុណៃសោឧរុអចាပြည်តនាတက်ကြចောင်းတိုင်းမှုထံသို့လက်ပေးလက်ယူထားတဲ့កုံការတချို့နဲ့ទីការတချို့ကိုဟိုဘုံဤပညာចောင်းអូជីបូមូចុតန့်တင်ဆိုနဲ့တက်ណែမှုများကဖန်ဆီးခဲ့ရမှာပြည်តនាဖြစ်ပွားခဲ့ចောင်းအဆိုပါကိစ္စအတွက်បូមូចុតန့်တင်ဆိုကနေပြည်တော်ကိုတိုင်ကြားရာယခုကဲ့သို့အရှိပိုင်းတိုင်းတိုင်းမှုបូចុណៃសោឧကိုဖယ်ရှားဖန်ဆီးတည်ရဲ့အတိဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ် ယ်။နယူးယောက်မသွားရရှာပဲမော်စကိုတို့သာမြန်ရရှာလေပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကူကမင်းအောင်လိုင်းဟာ၎င်းအသွားကျင်ဆုံးနယူးယောက်သို့မရောက်ရရှာပဲမော်စကိုသို့ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။စက်တင်ဘာလ26ရက်မှ28ရက်နေ့အထိမော်စကိုတွင်ကျင်းပမယ်။ကမ္ဘာအနုမြူဆွမ်းအင်တရင်ပတ်ဖိုရမ်ကိုတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ပါတယ်။အနုမြူဆွမ်းအင်အစီအစဉ်များပေါ်ဆောင်နေတဲ့နိုင်ငံများမှခေါင်းဆောင်များတက်ရောက်ကဖြစ်တယ်လို့စေအုပ်စုမီဒီယာများကဝန်ဝင်ကြကြဖော်ပြနေကြတော့လေတကယ်တမ်းတွင် ်ပူတင်ရဲ့တပည့်ရင်းချများဖြစ်သောဘယ်လာရုစ်သမ္မတအာမေးနီးယားဝန်ကြီးချုပ်အီရတ်ဝန်ကြီးချုပ်တို့သာတက်ရောက်ဖို့ရှိနေတာပါ။ ကျန်နိုင်ငံများကတော့ညွန်ကြားရေးမှူးချုပ်အစင်ရှိအစိုးရဘွယ်ကိုယ်စားလှယ်များကုမ္ပဏီကြီးများမှကိုယ်စားလှယ်များသိပ္ပံပညာရှင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြမည်ပဲဖြစ်ပါတယ်မြန်မာပြည်တွင်နျူကလ িয়ার ဓာတ်ပေါင်းပုံအသေးစားပင်မရှိပဲသုတေသနဌာနမှလည်းမရှိသေးပြီးဒါအပြင်နျူကလ িয়ার စီမံကိန်းဟာငွေကြေးအများကြီးကုန်ကြမှာဖြစ်ပြီးလက်ရှိပြည်ပရောက်အလို့သမားများထံမှပင် လက်ကုံနိုင်နေရသည်စင်အုပ်စုလုံနိုင်မယ့်အရာလို့ဘယ်သူမှလေးလေးနက်နက်စဉ်းစားမပေးကြပါရုရှားနှင့်နျူကလ িয়ার စွမ်းရင်ပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစာချုပ်လွှာ MOU ကို2023ခုနှစ်လက်မှတ်ရေးထိုးခဲ့ပြီးနားလည်မှုစာချုပ်လွှာဆိုသည့်ကလေးကတကယ်တမ်းအကောင့်တွေပေါ်မဲ့စာချုပ်စာတမ်းမျိုးမဟုတ်ဘဲလောက်ကြရအောင်ဆိုတဲ့ကြေညာတဲ့အစ်စ်မျိုးသားရှိပါတယ် ဒါပေမဲ့ရုရှားအား၎င်းတို့နောက်မှာမမမမရက်တည်နေရလို့လူမိုက်အားကိုနဲ့လူရှင်အောင်ဟန်ရေးပြနေတဲ့အဆင့်သာရှိပါတယ်။ဒါပေမဲ့လည်းရုရှားကိုကိုယ်တိုင်ကိုကျဝင်တိုက်ပေးတဲ့ဆီးရီးယားတွင်အာဆက်ထွက်ပြေးတဲ့အရာရဲ့အကြီးကိုကြည်ပြီးဘယ်သူကမှအထင်လဲမကြည့်တော့ပါလက်ရှိမှာ88ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကြီးကျင်းပနေပြီဖြစ်ရာနိုင်ငံပေါင်းစုံမှသမရများဝင်ကြီးချုပ်များစုံညီသောမိန်ကွန်းအသီးသီးပြောကြားရန်တပွဲပွဲရောက်ရှိလာကြခြင်းလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မိုဟာမက်ယူနော့ဟာလည်းနယူးယောက်တွင်ချိန်ကပ်ပြီးရိုဟင်ဂျာအရင်းဖြည့်ရှင်ရဲ့ညီလာခံတရက်ကိုစက်တင်ဘာလ30ရက်ပြုလုပ်သွားရန်စီစဉ်ထားတယ်လို့သိရှိရပါတယ်။လက်ရှိမှာမြန်မာနဲ့အာဆီယံခေါင်းဆောင်များဟာတက်တမန်ရေးရာရှေ့မတိုးနောက်မဆုတ်ဖြစ်နေကြပါတယ်။စေအုပ်စုမှလည်း၎င်းတို့အကြီးအကျယ်မျှော်မှန်းထားတယ်။ရွေးကောက်ပွဲဆိုတာကိုအာဆီယံမှဝင်ရောက်မဆွတ်ဖက်နိုင်ရန်ပိတ်ဆို့ဟန်တာနေတယ်လို့ဟောင်ကောင်သတင်းဆောင်မှခုလိုပဲဖော်ပြထားပါတယ်။ အာဆီယံလေးနိုင်ငံမှာနိုင်ငံတိုင်းဝင်ကြီးခီးစဉ်ကိုလည်းရွှေ့ဆိုင်းပေးလိုက်ရခြင်းဖြစ်ပါတယ်။အခုလိုရွှေ့ဆိုင်းရခြင်းမှာလည်းမေယောင်လိုင်ဟာ၎င်းရဲ့ရေကောက်ပွဲဟာအဓိကနိုင်ငံကြီးများဖြစ်ကြတဲ့တရုတ်နဲ့အိန္ဒိယတို့မှာထောက်ခံမှုရရှိလာပြီးအာဆီယံပြောရမယ်ဆိုရင်နားထောင်ကြစေမရှိဘူး။လင်းလာသူများကတုံ့သက်ကြပါတယ်။၎င်းတို့ကျေနပ်အောင်လည်းပြောဆိုလုပ်ကမ်းပေးကြမလို့ဟုသူကယူဆလာပါတယ်။အာဆီယံမှာစရုပ်စုကိုယ်စားလှယ်အားရေကောက်ပွဲတက်ငြိမ်းချမ်းရေးရဖို့သာဦးစားပေးရမယ်လို့အတည်ပြုထားခဲ့ခြင်းပဲဖြစ်ပါတယ်။ အာဆီယံမှာမြန်မာအရေးအားပါဝင်ပတ်သက်သူအလုံးနဲ့ထိတွေ့ဆက်ဆံဖြည့်ရှင်ရန်စိတ်ပိုင်းဖြတ်ထားပြီးပဲဖြစ်ပါတယ်။၎င်းဟာဆေးအုပ်စုနဲ့ဆက်ဆံရေးတွင်ရှေးလျှောက်အစင်းလာတစ်ခုဖြစ်သွားနိုင်တယ်လို့အခုလိုပဲပေါ်ပြထားပါတယ်။အာဆီယံဟာလက်ရှိစစ်ပွဲကိုဆွေးနွေးဖြေရှားပြီးရတဲ့ရန်လိုအပ်ရင်အပြစ်အခက်ရစဲရေးကိုလှိမ့်လာစောင့်ကြည့်ရမယ့်အဖွဲ့များစေလို့ရည်ရွယ်နေပါတယ်။ မင်းအောင်လိုင်းကိုအုပ်စုရဲ့ရည်ရွယ်ချက်ကအမှန်ကိုမသုံးသက်ပဲစိတ်ကူးနဲ့တိုက်ဆောက်နေခြင်းသာဖြစ်တယ်လို့ဆိုပါရယ်၎င်းတို့ဘာသာပြဌာန်းထားတဲ့ပြည်တွင်းရင်ဝင်မဆက်ပဲအဖွဲ့ဝင်နိုင်ငံတနိုင်ငံပွေပေါက်လာပါကအရေးယူမဲ့ပြဌာန်းထားတဲ့များကိုရွာလည်နေတဲ့အဖွဲ့သားဖြစ်နေပါရယ်မင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲဆိုတာကစေယောချုပ်ရေးဆိုတဲ့ စင်ကောင်ကြီးဟာဒီမိုကရေစီဆိုတဲ့စိတ်တရည်နဲ့ဖုံးရံကြိုးစမ်းခြင်းချင်းမှာဖြစ်လာတယ်လို့ပြည်သူတရက်လုံးကနားလည်ထားပြီးပဲဖြစ်ပါတယ်။၎င်းတို့ဟာဘလို့ပဲအခြေအနေများရောက်ရောက်ဘယ်သူများပြည်သူများအပေါ်ကျူးလွန်ထားတဲ့ပြစ်မှုများကအရင်လိုကပ်ပါလာနေပြီးအမြဲလိုခြောက်လန့်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့လူအသက်တချောင်းကိုပရိသတ်တကောင်များလောက်ပဲတန်ဖိုးမထားပဲကြောက်မက်ပွဲကောင်းလာအောင်ဆရာနာရှေစနစ်တိုးကြီးမြမမြေပေါ်တွင်ခေါင်းထောင်နိုင်ရန်အာယူနေပြီပဲဖြစ်ပါတယ်ရုပ်ရည်ယူပကအသေးတင်မှပဲမရှိပဲတရုတ်ဆောင်ရေချင်းနဲ့တစ်စက်မှမပါရှိပဲငွေထုတ်ပိုက်ပြီးရုပ်ရှင်မင်းသားဝင်လုပ်နေတဲ့ဇက်ထုတ်ကိုမကြည့်ရမနေအောင်ကြည့်ရနေဖြစ်နေပါတယ်အာနာသိမ့်မကရင်ကတိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိပဲပေါ့ဖော်ကြီးတကယ်ပါကြွမင်းကြီးကယ်ပါ နဲ့တိုင်းမီကိုအချုပ်ချာအာဏာကိုအပေါင်းထားပြီးအသက်ဆယ်နေကြတဲ့ဘဝရောက်နေကြပြီပဲဖြစ်ပါတယ်။ဘလိုပဲစကားပြည့်ရဲ့အရာနဲ့ဖုံးကွယ်ဖို့စူးစမ်းနေလဲ၊၎င်းတို့ဘယ်အခြေအနေစိုက်နေပြီဆိုတာကိုပြည်သူများသာမကနိုင်ငံတကာကပါကောင်းစွာသိရှိနားလည်နေကြပါပြီ။အခုလို့ နိုင်ငံတကာကတရားရုံးများကလည်း၎င်းတို့ကိုယုံတင်စစ်ဆေးနိုင်ရန်တပ်တွေအထောက်အထားများအစဉ်သည့်စုဆောင်းထားကြပါပြီ။ဘင်္ဂလားဒေ့ရှ်ကောင်ဆောင်မိုဟာမက်ယူနစ်ကတကဘာလုံးအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရုံမှဆက်ဆုပ်ရွှန်ရှာဝဲကောင်းသောလူမျိုးရေးတပ်စင်မှုကျူးလွန်ခဲ့ခြင်းအားပြပြတသားဆက်ကျင်ရည်တည်သွားပြီး၎င်းတို့နဲ့ဆက်ဆံရေးကိုလည်းပြန်လည်စဉ်းစားကြရန်မကြသေးမီကတိုက်တွန်းလာခဲ့ပြီဖြစ်ကြောင်းအခုလိုပဲသိရှိရပါရဲ့ရှင်။